ရိုမိုဒိုင်းမွန်အီဗန်ကလာနေရကြပြီဒါပေမဲ့တချို့တွေကပရိုမိုဒိုင်းမွန်ကနဲနေရဆိုတဲ့သူတွေအတွက် TikTok တက်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အကောက်ကို TikTok နဲ့ချိန်မယ်ဆိုလို့ရှိရင်ပရိုမိုဒိုင်းမွန်50ထည့်ရမှာဖြစ်ပါတယ် Trusty ကိုနေ့စဉ်လုပ်လို့ရှိရင်ပရိုမိုဒိုင်းမွန်55လောက်ရရှိမှာဖြစ်ပြီး Wiki ကတော့အခုဆိုလို့ရှိရင်ပရိုမိုဒိုင်းမွန်460ရှိပါပြီဒါကြောင့်မလို့စုစုပေါင်းပရိုမိုဒိုင်းမွန်185လုံးကို10လပိုင်း25ရက်နေ့ကနေ17လပိုင်း10ရက်နေ့အတွင်းအခမဲ့ရယူနိုင်မှာဖြစ်ပါတယ်ဒါအပြင်10လပိုင်း20မှ25ရက်အတွင်းပရိုမိုဒိုင်းမွန် Event ကို follow လုပ်မယ်ဆိုလို့ရှိရင်10လပိုင်း25ရက်နေ့မှာ login ဝင်လာတဲ့ပရိုမိုဒိုင်းမွန်55လုံးကိုရရှိမှာဖြစ်ပါတယ်ဒါ အပြင်၁၇လပိုင်း၉ရက်နေ့မှာလာမယ်ပရိုမိုကနေပဲပတ်မှာ login ဝင်ပြီးတော့ box ကိုဖောက်ပြီးစရနဲ့ promo diamond 19လုံးကနေ6111လုံးထိကတ်ထုံးနိုင်မယ်အခွင့်အရေးကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်၁၇လပိုင်း၉ရက်နေ့မှာ၁၇လပိုင်း၁၁ရက်နေ့အတွင်းနားဆက်စီ premium supplying event မှာဆိုလို့ရှိရင်လည်း diamond richer loss ပဲဆိုရင် promo diamond ရှိရတရရှိနိုင်မှာဖြစ်ပါတယ်ကြားလာတဲ့ promo diamond တွေကို၁၇လပိုင်း၉ရက်နေ့မှာ၁၇လပိုင်း၁၅ရက်နေ့အတွင်း double 11 mega sea event မှာ promo diamond တွေနဲ့ normal diamond တစ်လုံးသုံးပြီးတော့ item တွေကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဒါအပြင်လီလာရဲ့ legend skin နဲ့ tamas ရဲ့ double 11နားဆက် SC skin တွေကိုလည်းရနိုင်ဖို့အတွက်အဲ့ဒီ event မှာအသုံးပြုလို့ရအောင်မှာဖြစ်ပါတယ်။ရှားလာတဲ့ promo တိုင်းမို့နေနဲ့ basking ကိုဝယ်ရမလဲမသိဘူးဖြစ်နေတဲ့သူတွေအတွက် miss skin တွေမှာဆိုလို့ရှိရင်တော့ဒီ long hair grey skin ကိုလုံးဝဝယ်သင့်ပါတယ်။ဒီ grey skin ရဲ့ effect ကဆိုလို့ရှိရင်တော့ဒီ apex skin ရဲ့ effect ထက်ကိုပိုပြီးတော့လှသွားတဲ့ကြောင့်မို့ဒီ grey skin ကိုဝယ်ဝယ်သင့်ပါတယ်။ fighter တွေရဲ့ skin မှာဆိုလို့ရှိရင်တော့မြင်နေကြပုံစံတိုင်းမဟုတ်ဘဲနဲ့အဲတဲစီးတဲ့ပုံစံကနေကွဲထွက်လာတဲ့ color ရဲ့ရည်စည်းတဲ့ skin apex skin ကိုဆိုလို့ရှိရင်တော့လုံးဝဝယ်သင့်တဲ့ skin တွေမှာပါကုန်ပါပါတယ်။ဒီ skin ကိုမကြိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့ကတော့ကခရဲ့ apex skin ကိုဝယ်နိုင်ပါတယ်။ စ်မတ်စကင်တွေမှာဆိုလို့ရှိရင်တော့ဘက်စကင်ကိုမွေရမလဲမသိဘူးဖြစ်နေတဲ့သူတွေအတွက်နင်းနေကြပုံစံတိုင်းကွဲထွက်နေတဲ့ဒီ carrying ရဲ့ဒီ ice talon လို့ခေါ်တဲ့ဒီ epic skin ကိုတော့လုံးဝဝယ်ယူတင်ပါတယ်ဒီကဲပုံစံ effect တွေကိုလည်းသုံးပြရတဲ့အကြောင်းမလို့ဒီ carrying skin ကိုတော့လုံးဝဝယ်တင်ပါတယ် carrying ကိုမကြတဲ့သူတွေကတော့ clean epic skin ကိုဝယ်နိုင်ပါတယ် assassin skin တွေထဲမှာဆိုလို့ရှိရင်တော့မကြသေးခင်မှာထွက်ရှိထားတဲ့ natalia ရဲ့ဒီ epic skin ကိုတော့လုံးဝဝယ်တင်ပါတယ် skin into animation ကတော့တော်တော်လေးကိုမိုက်တယ်ဆိုပေမဲ့ effect ကတော့အဲသူက natalia ဖြစ်တဲ့အကြောင်းမလို့တော့တိတ်ပြီးတော့ပေါ်လွင်မှာမဟုတ်ပါဘူး assassin skin တွေထဲမှာရွေးချယ်စရာတွေများတာမို့လို့ကိုကျတဲ့ char skin ကိုလည်းဝယ်နိုင်ပါတယ် ်။တန့်စကင်နေထဲမှာဆိုလို့ရှိရင်တော့မကြသေးခင်ကမှထွက်ရှိထားတဲ့မီနိုတော့ရဲ့ဒီ epic skin ကိုလုံးဝဝဲကိုဝဲယူသင့်ပါတယ်။ခုမှသုံးရတဲ့ skin effect တွေကများပြီးတော့ effect ပုံစံတွေကိုလည်းတော်တော်လေးကိုတက္ကနစ်ဖြစ်အောင်သုံးထားတဲ့အတွက်ကြောင့်မလို့တော့ဒီမီနိုတော့ရဲ့ epic skin ကိုဝဲသင့်ပါတယ်။ charge laser တန့်စကင်တော့မရှိတော့ပါဘူး။အဆုံးအနေနဲ့ sport skin မှာဆိုလို့ရှိရင်တော့ရွေးရမပြတ် Florian ရဲ့ဒီ summer skin ကတော့ရပ်တည်နေစေဖြစ်ပါတယ်။ဒီ hero ကို block ဝဲနေတဲ့သူကကျန်းနေတဲ့အတွက်ကြောင့်မလို့တော့ Florian ရဲ့ဒီ summer skin ကိုတော့မပြတ်မနေဝဲဝဲသင့်ပါတယ်။ Florian ကိုမချတဲ့သူတွေကတခြား skin ကိုဝယ်နိုင်ပါတယ်။သုံးလေးရှိပြီတဲ့အတွက်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။